င်္ဂလာပါရှင်စက်တင်ဘာလ29ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူတိုက်ပွဲကိုစစ်ကောင်စီကစစ်ကြောင်း၄ကြောင်းဖွဲ့ကထိုးစစ်ဆင်လာတယ်ဆိုတဲ့သတင်းကိုသတင်းတောင်းနိုင်ငံကပေးပို့လာတာဖြစ်ပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ကြောက်ဖြူစီရေးသတင်းမြင့်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့စစ်ရေးနှစ်ဖက်စလုံးငြိမ်သက်နေချိန်မှာ ေချောင်းလေချောင်းကနေတဖြည်းဖြည်းစစ်ရင်အဖြစ်တင်းလာခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့အာရခတက်တော် A တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းတွေဖြန့်ကျက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီကကြောက်ဖြူမြို့ပေါ်ရှိခလာရ3တက်ရင်ဂုံချင်းတိုက်နေရှိခမရ5လေးနဲ့5လေး3တက်ရင်တွေနဲ့တစ်ပုတ်တောင်ရေးတဲ့စကန်တ냐ဝရီရေးတဲ့ဌာနချုပ်ကိုအဓိကစစ်ရင်အဖြစ်တင်းပေးနေတာဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်ရှေ့ကာကင်းစကန်တွေဖြစ်ကြတဲ့အမှတ်30နေရဲတရင် လကျွန်းကျွော်နီမှာရှိတဲ့တဘာဝတန်းငွေလက်ခံတူလောင်ပို့ဆောင်ရုံ OGT ရှိကာကင်စကန်တွင်နဲ့တစ်ပုတ်တောင်လမ်းပိုင်းမှာရှိတဲ့ကက်သပြေကာကင်စကန်တွေကိုပို့ဆောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကမလကျွန်းကျွော်နီရှိတဘာဝတန်းငွေလက်ခံတူလောင်ပို့ဆောင်ရုံ OGT ဆက်ရုံနီးနားမှာရှိတဲ့ကာကင်စကန်တွေကနေလက်ခမော်ကျွော်အဲဒီကနေတဆင့် Go to ကလပါကျွော်အထိအင်အားများပြားပါစစ်ကြောင်းတစ်ကြောင်းထိုးစစ်ဆင်လာနေတာလည်းဖြစ်ပါတယ်။ အလားတူဝယ်စစ်ကောင်စီတပ်ဟာအင်အား400ခန့်ပါတဲ့ဓညဝတီရဲဌာနချုပ်အနီးမှာရှိတဲ့ကက်သပီကာကင်းစခန်းကနေပြတဲ့တပြုတ်တောင်တဖန်ကာကျေးရွာဘက်ကိုစစ်ကြောင်းတစ်ကြောင်းနဲ့ဥကင်းကြံချိုင်ကျေးရွာဘက်ကိုစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းနှစ်ကြောင်းထိုးစစ်ဆင်လာနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီအမှတ်32ရက်တည်ရင်ကနေနမ်ဖဲတောင်နဲ့ကန်ဒီလန်ကွယ်နာအထိထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတော့အာရိခတ်တော်အေအေနဲ့လည်းရန်ဖဲရန်ကာတိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့သိရပါတယ် လက်ရှိကြောက်ဖြူတိတ်ပွဲမှာတော့စာကစားကစိတ်ကြောင့်လက်ကြောင့်ထိုးနေတယ်လို့သိရပါတယ်။အေကထိုးစစ်စင်တိတ်ခဲခဲတဲ့နေရာတွေကိုစာကစားကပြန်ပြီးတော့ထိုးစစ်ဆောင်တိတ်ခဲလာနေတာပါ။တိတ်ပွဲဖြစ်တဲ့တယ်လက်ကြောင့်နေရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့အရှိတ်အဝါမှာရှိတဲ့တညဝတီရေတဲဌာနချုပ်အနီးရှိအေအေထိန်းချုပ်ထားတဲ့ပြတဲ့ဥကင်းဆိုင်းချုံတဖန်းကကြေးရွာတွေဘက်ကိုအင်အား100ခန့်ပါစစ်ကောင်စီစစ်ကြောင်းတကြောင်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးတော့ ကလေးကြေးဝါအနည်းကိုရောက်တဲ့အချိန်မှာတော့အာရခတတော်အေအေကဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားခန့်မှန်း40ကျော်တည်ဆုံခဲ့ရတယ်လို့လည်းစစ်ရေးသတင်းမီဒီယာက PPN ကိုပြောပါတယ်စစ်ကောင်စီကကြောက်ဖြူမျိုးမကြရေးအတွက်အကြီးကြီးလေးဒုံးတက်တွေပါဝင်ပြည်သူစစ်မှုထမ်းပါစတွေကိုလည်းထောင်ထဲချီပို့ဆောင်ပြီးတော့အင်အားတွေဖြစ်တင်းနေတာလည်းဖြစ်ပါတယ်အခုရပိုင်းတွင်မှာကြောက်ဖြူမျိုးရှိတညဝရီရေတပ်ဌာနချုပ်ကိုစစ်တွေမျိုးကနေစစ်ကောင်စီရဲ့တိုက်ခိုက်ရေးစစ်သည်မိုးတွေဟာလည်းအတက်ဆွင်းပြုတ်လုပ်ကစစ်အင်အားဖြစ်တင်းမှုတွေရှိနေပြီးတော့ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်ကူစားမှုခံယူဖို့အတွက်စစ်တွေမျိုးကိုအဲ့ဒီစစ်တင်းမိုးတွေနဲ့တူပို့ဆောင်ပေးနေရတယ်လို့လည်းသိရပါတယ်။အရခတ်တော်အေးရလည်းကြောက်ဖြူမင်းတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတော့လက်ရှိမှာရှစ်လကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ကြောက်ဖြူမျိုးမှာဒညဝရီရေတဲ့ဌာနချုပ်ခလာရ34ခမရ5လေးနဲ့ခမရ5လေး3အမှတ်30နှစ်ရေတဲ့ရင်တောင်မော်ကြီးရေတဲ့စကန်အုံးကျွေရေတဲ့ဌာနခွဲတို့တရှိပြီးတော့ တဲ့အင်အားကောင်းတဲ့မျိုးတစ်ခု ဖြစ်တဲ့အပြင်တရုတ်စီမံကိန်းတွေများစွာရှိတဲ့မျိုးတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ရစ်ချတ်ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမာမှာနေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီးတော်လင်တပ်ဖွဲ့ရဲ့ drone ကြောင့်စစ်တပ်ဘက်မှဗိုလ်မှူးအပါစစ်ကောင်စီတပ်သား5ဦးသေဆုံးနေဆိုတဲ့သတင်းကိုကိုမင်းတော်အားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဗမာမြို့တွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့အပတ်တွင်မှလည်းတော်လင်တပ်ဖွဲ့တွေရဲ့ drone ကြောင့်စစ်ကောင်စီဘက်မှဗိုလ်မှူးပေါဝင် စက္ကဆ9ဦးသေဆုံးတယ်လို့105မမလက်နက်ကြီးလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာတွေကတဆင့်ဗမော်မျိုးကိုစစ်တပ်အနေဖြင့်အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဆိုပြီးဝါဒဖြန့်မှုတွေရှိနေပေမဲ့လည်းမြို့ရင်းတိုက်ပွဲများမှာတော့နေစဉ်ဖြစ်ပွားလျက်ရှိရလို့သိရပါဗျ။နေတိုင်းနေတိုင်းနေရနေများနှစ်ခုပဲရှိတယ်ပုံမှန်ပဲတိုက်ပွဲကနားရက်ကိုမရှိဘူးပြီးခဲ့တဲ့အပတ်တွင်းမှာလဲဗမော်မျိုးအတွင်း စစ်ကောင်စီဘက်မှဘုံမှုအပါစက္ကဆ9ဦးဒရုန်းပြင်ရစုဝင်နေစဉ်ဒေါ်လာရေးအင်အားစုတွေကတိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒေါ်လာရေးတပ်ဖွဲ့တွေအနေဖြင့်စုဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလေချောင်းကင်းထောက်မှုအရင်ပြုလုပ်ခဲ့ပြီးနောက်ဒရုန်းပြစ်တိုက်ခိုက်ခဲ့တာကြောင့်အဆိုပါဘုံမှုအပါစက္ကဆ9ဦးလုံးနေရာမှာတည်ဆုံးခဲ့ရလို့လည်းသိရပါဗျ။ဒါအပြင်ဒေါ်လာရေးအင်အားစုတွေရှိနိုင်တဲ့နေရာတွေကိုရန်တမ်းပြစ်ခတ်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တရငါမမအမြောက်ထားရှိရနေရာကိုလည်းအဆိုပါနေမာတယ်ဒရုန်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်စစ်တပ်ဘက်မှထိခိုက်ပျက်စီးမှုရှိခဲ့ရလို့လည်းနောက်ထပ်မြေပြင်ရဲဘော်တို့မှ BBM ကို ပြောပါတယ်ပြီးခဲ့တဲ့ဘက်ကပဲဒီကန်ဒရုန်းတရငါမမတလက်နဲ့ဗိုလ်မှူးတယောက်ရဲဘော်တယောက်ကိုရလိုက်တယ်ဒီဘက်တော့ရှိပြီနေရာတိုင်းမှာသူတို့အလောင်းနေပဲဘုံမှုနဲ့လျော့ကဒရုန်းပြင်နေတယ်ဒရုန်းနားမှာစုဝင်နေတာအဲ့ထင်ချလိုက်တာအကုန်အတေးပဲဒီလိုမြေပြင်မှာ ထိခိုက်ပိတ်ဆုံးမှုတွေများပြားနေတာကြောင့်စစ်ကောင်စီအနေနဲ့အခုရက်ပိုင်းအတွင်းမြေပြင်စစ်ကြောင်းတွေထက်လေကြောင်းတိုက်ခိုက်မှုကိုပုံမပြုတ်လာနေတယ်လို့လည်းသိရပါဗါးအထူးသဖြင့်စစ်မြေပြင်ဒရုန်းတွေဖြင့် jet fighter များဝိုင်းတွဲလေယာဉ်များဖြင့်တော်လှန်ရေးအင်အားစုတွေရှိရာနေရာတွေကိုလေကြောင်းပုံချဲမှုတွေစတိုက်ပြုတ်လုံနေတယ်လို့လည်းဆိုပါရဲဘော်မှဆက်ပြောပါဗါးကောင်းနေအထိနာရောထင်တယ်ဒင်းရတော့တနေကုန်လို့လိုပဲလာကျင်းနေတာ fighter တွေရောဝိုင်းတွဲတွေရော နက်ကနေလာတာခုဒီလေရင်ကျဲနေတော့မယ်တတိပြီးတော့တတိပေါ့နော်စကောင်းစီနေဖြစ်ပြီးခဲ့တဲ့ရပိုင်းအတွင်းကလည်းဗမော်မြို့သုံးပိုင်ဒေသအနီးဆက်သွယ်ရေးလမ်းဖောက်ရန်စစ်ကြောင်းထိုးမှုတွေရှိခဲ့ပြီးဒေါ်လာရေးတပ်ဖွဲ့တွေတိုက်ခိုက်မှုကြောင့်ခုနှစ်ယောက်ထပ်မံနေသေဆုံးကပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့သိရပါတယ်နောက်ထပ်တတင်းတပုတ်အနေနဲ့မကွေးတိုင်းမေတုံမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတယ် ိတ်စည်းကားကိုစစ်ဆေးဖို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကရခိုင်ပေးမယ်။မောင်းပြေးတာကြောင့်လိုက်လံပစ်ခတ်ခဲ့ရာဆက်လက်နဲ့ပစ်စည်းတွေတင်စီရမိခဲ့ပြီးအဓိကကုံမိရှူရှင်းလင်းလိုက်တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်က BBN ကိုပြောပါလေ။စက်တင်ဘာလ28ရက်နေ့ည7:00နာရီခန့်ကမင်းတုံမြို့ဘက်ကနေပသိမ်မုံရွာလမ်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်ကိုမောင်းလင်လာတဲ့စစ်ကောင်စီရဲ့အိတ်စည်းကားအနက်ရောင်ကိုကြောက်တိုင်ကြီးရွာအနီးမှာ တော်လိုင်းတပ်ဖွဲ့ဝင်တွေကစစ်ဆေးမင်းမြတ်ဖို့ရက်ခိုင်းချိန်မောင်းပြတာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတခုခံထွက်ပြေးသွားခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတယ်အဆိုပါကားကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမီးရှို့ရှင်းလေးခဲ့ပြီးကားပေါ်မှာ40မမဘုံဒီ၅လုံး equipment တစ်စုံဖုန်းတစ်လုံးပတ်စံ8တစ်လုံးပတ်စံ2300ကျပ်လက်ထိပ်တစ်စုံ ဖက်နဲ့တရံဒီတစ်ချောင်းဘေးလွယ်တစ်လုံးအဆောင်ရတရတစ်မျိုးကုန်းလုံးနှစ်ခု ရွှေဝယ်ယူထားသောပြေစာတစ်ခုတမယာတိတစ်လုံးအသွင်ကြိုကောင်တစ်ခု စိုက်ကတော့တစ်ချောင်း ruby ဆေးလိုက်နှစ်လိုက်နဲ့မိကျစ်တစ်လုံးစိုင်းအလုံး23လုံးကိုင်းရင်မွေးတပလင်အချွေရင်နှစ်ဘူးတို့ကိုတိုင်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်စက်တင်ဘာလ28ရက်နေ့ည7:00နာရီအချိန်ကအဆိုပါကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမင်းနှုံမျိုးမှာ light truck ကတစ်စီးနဲ့စစ်အင်အားအပြည့်ဝင်းရပြီးစမ်းကြီးကျွာအနီးမှာလာကြိုသွားတယ်လို့သိရပါတယ်။တော်လန်အေးတပ်ဖွဲ့ဝင်တွေကမင်းနှုံမြို့နယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်တွေဖြတ်တန်းခွက်ကိုပိတ်ပင်ထားပြီးစစ်ပွဲကာလအတွင်းဒေသခံပြည်သူတွေရဲ့လုံခြုံရေးအတွက်လိုက်နာပေးဖို့လမ်းစည်းကမ်းတွေကိုတနှစ်ကျော်ကြာတဲ့အထိအချိန်ပေးပြီးအသိပေးတာတွေလည်းအကြိမ်ကြိမ်ကူးစင်းလုပ်ခဲ့ကသတိပေးထုတ်ပြန်ချက်တွေကိုလည်းအကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါပေမဲ့ခရီးသွားပြည်သူတွေရဲ့အနေနဲ့လိုက်နာမှုအားနည်းလျက်ရှိနေပြီမနေ့ညကဖြစ်ချိန်မှာလည်းပြည်သူကဖြစ်တဲ့ဆိုပါကထိခိုက်နေနာမှာကိုစိုးရိမ်နေတာကြောင့်ညအမှောင်နဲ့မောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားကို လက်ပြပြီးတားဆီးခံရတဲ့အတွက် လုံခြုံရေးတာဝန်ကျရဲဘော်တွေအသက်အနည်းငယ်နဲ့ရေဆိုင်ခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းလွတ်မြောက်သွားစေခဲ့တယ်လို့သိရှိရပါတယ် အခုလိုဖြစ်စေထမှန်ဖြစ်ပေါ်တာမျိုးကနေကာကွယ်ဖို့အတွက်ကားလမ်းမကြီးတွေပေါ်မှာတမန်စီကန်တွေကိုဖောက်ပြက်မောင်းဝင်လာတဲ့ဘဲမော်တော်ရေကူမဆိုးပြစ်ခတ်ဖမ်းဆီးတာတွေလှုံ့ဆော်မှာဖြစ်တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းမြိတ်ခရိုင်ပလောမြို့နယ်ပလာမြို့မှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကပြည်သူပိုင်နေအိမ်တွေကိုမိရှုဖျက်ဆီးနေပြီးပြည်သူ၁၀ယောက်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သတင်းရင်းမြစ်တအူးက BBN ကိုပြောပါတယ်။ က်တင်ဘာလ28ရက်နေ့ညပိုင်းကပလောမြို့နယ်အတွင်းရှိပါလာမြို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီကပါလာနဲ့မြင်းပြင်ရွာကြားရှိမြော့ရင်ရွာကိုမိရှုဖြက်စီးခဲ့ပြီးတော်လန်ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တိုက်ဝဲပစ်ထန်တွေကပြည်သူပိုင်နေအိမ်တွေကိုမိရှုဖြက်စီးနေပြီးပြည်သူ၁၀ရောင်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။အရင်ကတော်လန်ရဲ့တပ်ဖွဲ့ဝင်တွေကပါလာမြို့အနီးအနားကိုတိမ့်ပိုက်ထိ ंछ ုပ်ထားပြီးလက်ရှိမှာတော့တော်လန်ရဲ့တပ်ဖွဲ့ဝင်တွေက တိုက်ပွဲအခြေအနေအရနောက်ဆုတ်ထားရတယ်လို့သိရပါတယ်။ခွေးတွေကပါလာဘက်မှာရှိတယ်။အရင်ကကျမတို့ကလေးတွေရထားတာပေါ့။အခုတော့အခြေအနေအရဆုတ်ထားရတယ်။မြေပြင်နာထီဆုတ်ထားရတယ်။မြေပြင်နယ်ပါလာကြကမျော့ရေးဆိုတဲ့နေရာကိုမီးဝင်ရှို့တာပေါ့။အဲ့ဒီနားမှာရှိတယ်။ဒေသခံပြည်သူ၁၀ယောက်လောက်ကိုပေါ်တာဆွဲဝါတယ်လို့အဆိုပါသတင်းရင်းမြစ်က BBN ကိုပြောပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကလည်းပလောမြို့နယ်ရှိ ခလာယ285ကနေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်60ကျော်အရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံကယူကရိန်းမြို့တော် KF အနီးတစ်ဝိုက်ကိုဒရုန်းဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ဆယ်နှစ်နှစ်အရွယ်မိန်းကလေးတစ်ယောက်အပါအဝင်အနည်းဆုံးလူလေးယောက်တေဆုံးပြီး14ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စနေမော်လာ28ရက်နေ့အစောပိုင်းကရုရှားကခီရော့ကို မောင်းနှမဲ့လေရင်တွေဒုံးကျည်နဲ့တိုက်ခတ်နေတယ်လို့ဒေသဆိုင်ရာစစ်ဖက်အုပ်ချုပ်ရေးအဖွဲ့ကလေကြောင်းတိုက်ခတ်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ယူကရိန်းနဲ့စစ်အုပ်ချုပ်ရေးအကြီးအကဲတိုင်မာကအစောပိုင်းတွေ့ရှိချက်တွေအရယူကရိန်းနဲ့စစ်အုပ်ချုပ်ရေးအကြီးအကဲတိုင်မာကတေဆုံးသူ၃ဦးရှိတယ်လို့ဆိုပါတယ်။ထပ်ပေါင်းများစွာရှိတဲ့လူနေဆောင်းအုံတွေကိုဒုံးနဲ့တိုက်ခိုက်တာတွေအပဝင်နေရာ၁၅ခုကျော်တိုက်ခိုက်ခဲ့တာကြောင့်ပျက်စီးခဲ့တယ်လို့တိုင်မာက Telegram Messenger Application မှာရေးသားခဲ့ပါတယ်။ တမရဗလာဒီမာဇလန်စကီကတော့၁၂နာရီကျော်ကြာအောင်ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုလို့ဆိုခဲ့ပါတယ်။မော်စကိုဟာဆက်လက်တိုက်ခိုက်တပ်ဖြတ်လုံနေပြီးတော့ကမ္ဘာရဲ့အပြင်းထန်ဆုံးဖိအားပေးမှုတွေကလာခံထိုက်တယ်လို့ဇလန်စကီကပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် KRF မြို့ကန်အချို့ဟာမြေအောက်နှက်ဆိုင်နဲ့မြေအောက်ဘူရာယုံတွေကိုထွက်ပြေးခဲ့ကြရပါတယ်။ကျွန်တော်ရစ်ချတ်ပါ။စက်တင်ဘာလ29ရက် BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မတူစားပါ။